အဲ့တော့နံပါတ်2က find and classify the critical point critical point တန်မိုးတွေကိုရှာခိုင်းနေပေါ့နော် classify လုပ်ခိုင်းနေရှာပြီးတော့ classify လုပ်ခိုင်းနေအဲ့တော့ function ပေးထားတယ်အဲ့တော့ဒါလေးကဘယ်လိုပုံစံမျိုးလေးလဲဆိုတော့ဆရာမတို့ XML 14လို့ပုံစံမျိုးလေးပေါ့နော် XML 14မှာတော့ဆရာမတို့ကဒါ first derivative test second derivative test တွက်ပြီးတော့စစ်လိုက်လို့ second derivative test fail ဖြစ်သွားတဲ့အချိန်မှာ ဆက်စဉ်းစားရတဲ့အပိုင်းလေးပါသွားတာပေါ့နော်အဲ့မှာ example 14ပုံစံလေးရတော့လေအဲ့ဒီပုံစံလေးကိုတွေ့ကြည့်ပါမယ်အဲ့တော့ f x equal h2 minus 3h 2အဲ့တော့အရင်ဆုံးဆံမကဒါလေးကို differentiate လုပ်မယ် critical point ရှာဖို့ရအတွက်အဲ့တော့ apply on h equal to power ရှင်းချလိုက်တော့ 3h တခုလျှော့တော့ 3h2 minus 3h ကိုရှိတ်တော့3ဒါလေးကို3ပုံထုတ်လိုက်လို့ရတော့ပုံထုတ်လိုက်မယ် a square minus 1ဒီလိုလေးရမယ်အဲ့တော့ for critical point အတွက် critical point အတွက် a prime of a ကဒီကွယ်0နဲ့ပေးညီရမှာပေါ့เนาะ a prime of a ကို0နဲ့ပေးညီပြီးတော့ critical point ရှာမယ်အဲ့တော့ equal 0 ပေးညီလိုက်တဲ့အခါမှာ namely ဆရာမရှချရှာမပြပဲနဲ့ဖတ်ဆောင်ထည့်ရလို့ပုံစံလေးပဲအရေးသားလေးရေးပါမယ်အကျမ်းမှာမသိရင်တော့ထား ချရှာပါအဲ့တော့ 3x square minus 1ကို0နဲ့ပေးညီလိုက်ရင် x square minus 1 equal 0တုံးအောင်မြှောက်ထားတဲ့တွားစတော့လဲ0ပဲ x square equal to 1 x is equal to plus or minus 1 square root of 1ဒီ plus or minus 1ပဲဒါကြောင့်ဆရာမရဲ့အဖြေက namely ဆိုပြီးတော့အဖြေလေးနှစ်ခုရတာရေးမယ် x is equal to negative 1 and x is equal to 1နော်ဒီလိုလေးရမယ်အဲ့တော့ critical point အတွက်ကိုနှစ်မှတ် ရလာပြီဆိုတော့ Istanbul တွင်းပြီးတော့ဆီမှာ wine တန်ဘိုးလေးတွေရှာပါမယ်ဒါကြောင့် F4 -1 ကိုရှာမယ်เนาะတခါရှိထားတဲ့အဖြေမှာထည့်တာမဟုတ်ပါဘူးမူလပထမ function မှာထည့်ပြီးတော့ wine တန်ဘိုးရှာတာပါဒါကြောင့် -1 the whole power 2ဒါလေးကထည့်သွင်းပြီးတော့ရှင်း တွက်စရာမလိုဘူးကယ်ကူလေတာနှိပ်ပြီးထည့်လိုက်လဲရတယ်ဒါဆရာမအသွင်းပြခြင်းလို့ခဏထည့်ခဲ့မယ် minus 1 power 2 minus 3 minus 1 plus 2เนาะအခုအစိမ်းနဲ့ရေးထားတဲ့ဟာကရေးဖို့မလိုပါဘူးအဲ့တော့အဖြေဘယ်လောက်ရလဲဆိုတော့ minus 1ကိုသုံးတက်တင်တာဒီ minus 1ဒီမှာ minus minus ဒီ plus ဖြစ်သွားပြီ plus 3 plus 3နဲ့နောက်က plus 2နဲ့ဆိုတော့ plus 5 plus 5နဲ့ရှေ့က minus 1နဲ့ဆိုတော့ plus 4အဲ့တော့အဖြေလေးကဒါလေးက4ရတယ်เนาะ အစ်စတန်ဘူတွင်လိုက်တာဝိုင်းတန်ဘူ4ရတယ် negative 1တွင်လိုက်တာပေါ့နော်နောက်တစ်ခါ1 acc ကွဲတူ1တွင်ပါမယ် f 1အဲ့တော့စမ်းနာလိုပဲတွင်းကြည့်မယ်ဆရာမတွင်းတာမလုပ်ပြတော့ဘူးဒီနေရာမှာ1ထည့်လိုက်တယ်12 12ဆိုတော့1เนาะ minus 3 1ဆိုတော့3နဲ့1နဲ့မြောက်တာဒီ3အဲ့တော့1 minus 3 plus 2เนาะဒါလေးက1 minus 3 plus 2အဲ့ဒါဘယ်လောက်ရလဲဆိုတော့1နဲ့ဒီနောက်က3 2နဲ့လက္ခဏာ2လို့ပေါင်းလိုက်တော့3 minus 3နဲ့ဆိုတော့0ရမှာပါအဲ့တော့အဲ့အဖြေလေးက0ရတယ်เนาะအဲ့တော့ critical points are စာလေးရေးမယ်ဘူးနဲ့ဘူးနဲ့လဲဆိုတော့ အစ်စတန်ဘို negative 1မှာ wine တန်ဘို for and အစ်စတန်ဘို1မှာ wine တန်ဘို0ဒီလိုရမယ်เนาะအဲ့တော့အဲ့ဒီ ठी ဆိုလို့ရှိရင်ဒါ critical point မေးတာပဲဟာပြီးသွားပြီနော်ဘာမှဆက်တွက်ပေးစရာမလိုတော့ဘူး critical point မေးတဲ့အပိုင်းပြီးသွားပြီဒါပေမဲ့မေးခွန်းကသူက classify လုပ်ခိုင်းသေးတယ်နော်ဒီမှာ classify ပါတယ်အဲ့တော့ classify လုပ်ခိုင်းသေးတယ်ဆိုတာဘာလုပ်ခိုင်းတာလဲဆိုရင်အဲ့ဒီ critical ရလာတဲ့ critical point နေသည် လိုကယ်မီနီမန်လားလိုကယ်မက်ဆီမန်လားဒါမှမဟုတ်ရင်အဲဘာတွေလဲပေါ့နော်ဘာတွေလဲဆိုတာကိုခွဲခြမ်းစိတ်ဖြာခိုင်းတာနော်လိုကယ်မီနီမန်လိုကယ်မက်ဆီမန်မဟုတ်ရင်ဘာဖြစ်နိုင်သေးလဲဆိုရင် inflation point လည်းဖြစ်နိုင်တယ်နော် inflation point လည်းဖြစ်နိုင်တယ်အဲဒါမျိုးတွေဆရာမတို့ခွဲခြမ်းစိတ်ဖြာဖို့လုပ်ပေးရမှာတွက်ပေးရမှာပေါ့နော်အဲ့ဒါတွက်ဖို့အတွက်ကို second derivative test နဲ့တွက်ပါမယ်ဒါကြောင့်ဆရာမ second derivative လုပ်မယ် ဲ့တော့ second derivative လုပ်မယ်ဆိုတော့အဲဖက်ဆောက်တဲ့တိုင်းရေးနေ next ပေါ့နော်နောက်နောက်နောက်ထပ်ထပ်ပြီးတော့ f double prime of a ဆိုပြီးတော့ရှာပါမယ် equal first derivative ရှိထားပြီးသားအဖြေလေးကိုထပ်ရှိမယ်3လေးက constant အဲ့တော့3 constant constant ပဲဒီနောက်ကဒီခွင်းဆောင်ကမိတ်ထဲကဟာကိုရှိပြီး a square ကိုရှိတော့ my ဟာ power ရှိချတော့2တခုလျှော်တော့ 2x minus 1 the constant constant ကိုရှိတော့0ဆိုတော့ရေးစရာမလိုတော့ဘူးအဲ့တော့ answer လေးက 6x เนาะဒါဒါရေးနေစရာမလိုဘူးเนาะဒါရေးစရာမလိုဘူး3ဒါကိုရေးစရာမလိုဘူးမသိမှာဆိုလို့ဇမကထက်တွက်ပြထားတာပါအဲ့တော့တမ်းပြီးရေးလို့ရတယ်အဲ့တော့အဖြေသည် power ရှိချတခုလျှော်တော့ 2x ဆိုတော့ 6x ရမှာပေါ့เนาะအဖြေက 6x ရမယ် အဲ့ဒါလေးကိုဆ iam ကဘာဘာဘာဆက်တွက်มาလဲဆိုတော့သူဆွမ်းနာတော့ရှာထားခဲ့တဲ့ critical point အမှတ်တွေပေါ့เนาะ x tan ကိုဘယ်နှမှတ်လဲ -1 နဲ့1နဲ့မှာအဲ့တော့ at x is equal to -1 မှာအဲ့ဒီ f double prime of -1 ဒီဘယ်လောက်ရလဲဆိုတာကိုရှာကြည့်မယ်ဒီနေရာမှာ -1 ထဲမှာ f double prime ဒီမှာ -1 ထဲမှာ x နေရာမှာ -1 ထဲမှာ6နဲ့ -1 နဲ့နှုတ်တော့ အဲမြှောက်လိုက်တော့ဘယ်လောက်ရလဲဆိုတော့ minus minus 6ရတယ်နော်6နဲ့ minus 1နဲ့မြှောက်လိုက်တော့ minus 6ရတယ် minus 6 thì less than 0ဖြစ်တယ်နော် less than 0ဖြစ်တယ်ဒါကြောင့်မို့လို့ less than 0ဖြစ်တယ်အဲ့ less than 0ဆိုတော့အမှတ်ကိုဆရာမတို့ကဘာအမှတ်လို့ခေါ်လဲ local maximum လို့ခေါ်တယ် f double prime tan mu greater than 0ဆိုရင်အဲ့ဒီအမှတ်ကိုဆရာမတို့က local minimum minimum point လို့ခေါ်တယ်။ဒါကြောင့်ဆ iam ဒီမှာ minus ထွက်တဲ့တွေကြောင့်မလို့ထိုးကြောင်းအဲ့ဒီအမှတ်ဒီ h term ကို negative 1 y term ကိုဆ iam တို့ချပြီးသားဆိုတာတွေက4အဲ့တော့ minus 1, 4ဒီ is ဖြစ်ပါတယ်။ဘာတန်ဖိုးဖြစ်သွားလဲဆိုတော့ maximum local is a local maximum ဖြစ်သွားပြီ။ နော်ပြီးသွားရင် နောက်တစ်မှတ် add 8 is equal to ဒီတစ်ခါ1မှာရှာမယ် f double prime of 1ဒီဘယ်လောက်ရလာလဲရှာကြည့်မယ်နော်6နဲ့1နဲ့မြှောက်လိုက်တော့6ရတယ်6 d greater than 0ဖြစ်တယ်ဒါကြောင့် x တန်ဖိုး 1y တန်ဖိုး0ဆိုတော့အမှတ်ကလေးရကြတော့ is a local နော်ကြီးတဲ့နော် f double prime တန်ဖိုးကကြီးတဲ့တန်ဖိုးဖြစ်သွားတဲ့အတွက်ကြောင့် greater than ဖြစ်သွားတဲ့အတွက်ကြောင့်0ဖြစ်သွားတဲ့အတွက်ကြောင့် local minimum တန်ဖိုးဖြစ်သွားပြီ နော်လိုကယ်မီနီမမ်နော်ဒါဆိုရင်ဆမ်မရရဲ့ဖြေလေးပြီးသွားပြီပေါ့နော်ဒီလိုလေးဖြေပြီးပါမယ်ကဲနောက်တစ်ပုဒ်ဒါလက်ကလစဖိုင်းမယ် fine and classify မဲ့ critical point တွေကိုဆရာမတို့ရှာပြီးတော့ခွဲခြမ်းစိတ်ဖြာရမယ်ဘာတွေလဲဆိုတာပြောပြရမယ်အဲ့တော့ solution က f(x) h to the power 4 minus 4h2 plus 7နော်ဒါလေးကဆရာမတို့အိုက်ဖတ်စာအုပ်ထဲက example ပုံစံလေးဖြစ်တဲ့ example 14နဲ့တွားပြီးတော့ဒူပါတယ် example 14ကဒီနေရာလေးမှာ +5 ပါနော် example 14က ဲ့တော့အဲ့ဒါလေးနဲ့အတူတူပါပဲ second driveway detect fail ဖြစ်သွားတဲ့ပုံစံလေးပါအဲ့တော့ဒါလေးကိုတစ်ခါရှိပ်ပါမယ် power ရှိချတဲ့4 ace 2 minus power ရှိချတဲ့၄၃လီ၁၂12 ace square 7 d constant constant ရှိတော့0ဆိုတော့မရှိတော့ဘူးဘသူ့ကိုပုံထုတ်လို့ရသေးလဲဆိုတော့4နဲ့ x2 နဲ့ပုံထုတ်လို့ရတယ်အဲ့တော့အရှိမကျန်တာက x နောက်မှကျန်တာ4 3 4 2 x2 လဲထုတ်ပြီးသားဆိုတော့3ပဲကျန်မယ်ပေါ့နော်အဲ့တော့ critical point အတွက် for critical point critical point အတွက် apply of Istanbul ကိုဆရာမ0နဲ့ပေးညီလိုက်တယ်အဲ့ဒီမှာ namely အမည်အားဖြင့် hd ဘယ်လောက်ရလဲ a is equal to ဘယ်လောက်ရလဲဆက်ပြီးတော့ရှင်းပါမယ်ဒါလေးကိုအကျမ်းမှာဆက်ရှင်းတယ် 4a square x minus 3 equal 0ဆိုတော့ဒီမှာမြောက်ထားတယ်ဟိုဘက်ကိုသွားစားတော့လဲ0ပဲ เนาะဆားလို့ရတယ်အဲ့တော့ဒီ 4x2 ဒီလဲ0နဲ့ပေးပြီးညီလို့ရတယ်နောက်တစ်ခါ x 3ကလည်း0နဲ့ညီတယ်ပေါ့เนาะနှစ်ခုအဲ့တော့ 4x2 လဲ0နဲ့ညီမယ်နောက်တစ်ခါ x 3လဲ0နဲ့ညီမယ်ဆိုတော့ဒါက a6 0ဒါလေးက a6 3ဖြစ်သွားတာဒါကြောင့်ဒါမှ namely အမိအားဖြင့်ဆိုပြီးတော့ဒါမှ or မရေးရအောင်เนาะနှစ်မှတ်စလုံးဒီ critical point ပဲ x is equal to 0ရဲ့ and ACC ကွဲတူ3ဒါလေးကိုအကြမ်းမြင်းချစာချတွက်ပြီးတော့မှဖြေးလေးပဲရေးလိုက်ပါအဲ့တော့1 ACC equal to 0မှာ F0 တန်ဖိုးလေးတွင်းကြည့်ရအောင်ဒီနားမှာ0ထည့်လိုက်တယ်ဒီမှာ +7 ပဲကျန်မယ်ကျန်တာဒီ0 power 4 0ပဲ0 power 2 0ပဲဆိုတော့7ပဲကျန်မယ်7 7အဲ wind တန်ဖိုး7ရရတယ်ပေါ့နော် F0 မှာ wind တန်ဖိုး7ရရတယ်ပြီးရင်နောက်တစ်ခါ and 1 Istanbul ဒီတစ်ခါဘယ်လောက်သွင်းမလဲဆိုရင်ဆရာမက3သွင်းမယ်အဲ့တော့ f of 3 equal to ဒီမူလပထမဒီ equation မှာသွင်းမှာပါ3ကို4ဓာတ်တင်မယ် minus 4 33ဓာတ် plus 7အဲ့တော့ဆရာမကယ်ကူလေတာပဲအသုံးပြုလိုက်မယ်အဲ့တော့3 4ဓာတ်3 power 4 minus အဲ့ဒီမှာเนาะအောက်ဆင်းရမယ် minus 4 h2 တွက်က 3 power the whole ju 3 power ju ပေါ့နော်3 power ju ပြီးတော့ကြတော့ plus 7အဲ့တော့အဖြေလေးဘယ်လိုရလဲဆို minus 20ထွက်တယ်เนาะဒီအဖြေလေးက minus 20ရတယ်အဲ့ဒီတော့ minus 20ဆိုတဲ့အဖြေလေးဒီဒါ f ဟို wind down ဘိုးပေါ့နော် h down ဘိုး3 twin လိုက်တာ wind down ဘိုး minus 20ရတယ်အဲ့တော့ဒါကြောင့်မို့လို့ the critical points are ထမတမှတ်က Istanbul က0 Wyndamo က7 and ဒုတိယတမှတ်က Istanbul က3 Wyndamo က -20 เนาะနှစ်ခုရတယ်အဲ့တော့ဆက်ပြီးတော့ဆရာမအဲ့ဒီအမှတ်တွေဒီဘာတွေဖြစ်လဲဆိုတာကိုခွဲခြားစိတ်ဖြာဖို့ classify လုပ်ဖို့ရအတွက် second derivative နဲ့တွက်မှာမို့လို့ f double prime of x ကိုဆက်တွက်ပါမယ် ဒီမှာရှိတဲ့ 4a square ဆိုတဲ့ function ရဲ့ x 3ဆိုတဲ့ function ရဲ့ function ဒီနှစ်ခုပါအဲ့ဒါကိုမြှောက်ထားတာမြှောက်ထားတော့ရှေ့ထားနောက်ရှိနေသွားမယ် 4a square ကိုထားတယ်နောက်ကိုရှိတော့ဒီမှာ x 3ကိုရှိတော့ x ကို x နဲ့ရှိတာဒီ1ဒီကနောက်က -3 ကိုရှိတာဒီ constant ဒီ0 0ဆိုတော့ဒါဒါကိုရှိတာအတွက်က1ပဲရတယ်အဲ့တော့ 4a square ပဲကျန်မယ် เนาะဒါရှေ့ထားနောက်ရှေ့လိုက်ပြီး plus နောက်ကိုထားမယ် x 3ရှေ့ကိုရှေ့မယ် 4x2 ကိုရှေ့တော့ရှေ့မှာ4ရှိတယ် power လေးရှေ့ချလိုက်တယ်2လေးကျသွားတယ်4နဲ့2နဲ့မြှောက်လိုက်တော့8 8နော်ပါဝါတပါဝါရှေ့ချတစ်ခုလျှော့ဆိုတော့ x to the power square ကတိ x to the power 1ပဲကျန်တယ်နော်အဲ့တော့ဒီလိုလေးပဲရမယ်ဒါလေးဆက်ရှင်းလို့ရတယ်ရှင်းမယ် 4a square + 8a square အပေါင်းနဲ့နှုတ်နဲ့နှုတ် ဆက်ရှင်းမယ် a x square 24x equal အဆင့်ကျော်လို့ရတယ်နော်တွဲ x ကိုပုံထုတ်လိုက်တော့ရှေ့မှာကျန်တာဒီ x ကျန်တယ်နောက်မှာကျန်တာဒီ24ကျန်တယ်နော်ဒီလိုလေးရမယ်အဲ့တော့တွဲ x minus x minus 24နော်အဲ့လိုရတယ်အဲ့တော့ add သူလိုချင်တဲ့ x တန်ဖိုးဘယ်လောက်မှာလဲ0မှာ f double prime or 0ဒီဘလောက်ဖြစ်သွားလဲတွက်ကြည့်ရအောင်ဒီနေရာမှာ f double prime ဒီဒီမှာထည့်လိုက်ပြီး h နေရာမှာထည့်လိုက်ပြီးဒီမှာထည့်လိုက်ပြီးဆိုတော့ねဓာတ်ကြီးတစ်ခုလုံးကြီးဒီ0ဖြစ်သွားပြီအဲ့တော့0ထက်ကြီးတာရယ်0ထက်ငယ်တာရယ်မှဆရာမတို့ကဘာအမှတ်လဲဆိုတော့ခွဲလို့ရတာ0ဖြစ်သွားပြီဆိုတော့ second derivative test က fail ဖြစ်သွားပြီး နော် fail ဖြစ်သွားပြီ second derivative test fail ဖြစ်သွားတဲ့အတွက်ကြောင့် first derivative test နဲ့တစ်ခါပြန်စစ်မယ်အဲ့တော့ it is observed that ဇာလေးဆွဲပြီးစစ်ရင်လည်းရတယ်ပေါ့နော်ဒါပေမဲ့ဆရာမဖတ်စာအုပ်ထဲအတိုင်းကြာနေမှလဲစိုးတယ်နော်ဆောင်းမွက်မှရဆောင်းမွက်မှဖြစ်ရင်ကလေးတွေအတွက်ကအချိန်ရလဲအရေးကြီးတာဆိုတော့ဇာမဆွဲဘဲနဲ့ဖတ်စာအုပ်ထဲအတိုင်းပဲတွက်ပြပါမယ် it is observed that ဆရာမတို့ဘာစစ်မှလဲဆိုရင်ဒီ h tempo 0ဒီ test pay ဖြစ်သွားတဲ့အတွက်ကြောင့်မလို့အဲ့0အောက်ငယ်တဲ့အပိုင်းနဲ့ เนาะအဲ့ဒီ zero အောက်ငယ်တဲ့အပိုင်းเนี่ยဒါက x less than 0ပြီးရင်ဆရာမရဲ့အမှတ်က0နဲ့ဘာနဲ့ထွက်ထားတာလဲဆိုတော့ x tan 0နဲ့ critical point အမှတ်က x tan 0ရယ် x tan 3ရယ်เนาะအဲ့တော့နောက်တစ်မှတ်3ရယ်ပေါ့အဲ့တော့0အောက်0မှာ fail ဖြစ်သွားတော့0အောက်ငယ်တဲ့အပိုင်းရယ်0ထက်ကြီးတဲ့အပိုင်းကိုစစ်လို့မရဘူးဘယ်လိုစစ်ရမှာလဲ0နဲ့3ကြားကိုစစ်ရမှာ နော်အိုင်းနှစ်ခုကိုစစ်မယ်ဒါကြောင့်ထည့်ကြည့်မယ်ပေါ့နော်ဘာထည့်ကြည့်မှလဲဆို0အောက်ငယ်တဲ့အပိုင်းဆိုတော့ negative တန်ကိုရွေးလိုက်မယ် minus 1လေးရွေးလိုက်မယ် minus 1ရွေးပြီးတော့စစ်မယ် second derivative ကဖေးဖြစ်သွားပြီဆိုတော့ဆရာမ first derivative နဲ့တွားရမယ်ဒါကြောင့် first derivative equation ထဲမှာဒီနေရာဒီ equation မှာ x နေရာမှာ minus 1ထည့်ကြည့်မယ်0အောက်ငယ်တဲ့အပိုင်းဆိုတော့ minus 1 minus 1ကိုနှစ်ထပ်တင်တော့ plus ပဲဖြစ်မှာဒီမှာ minus 1ထည့်ထားတယ်။ minus နဲ့ minus နဲ့ဆိုတော့ minus ရမယ်။ဟုတ်တယ်နော်။အဲ့တော့ ဘယ်လိုရေးလိုက်မလဲဆိုတော့နှုတ်ထွက်မှာပေါ့နော်အဖြေကဒီ first derivative ရဲ့အဖြေကအဲ့တော့ f prime of a stanbol ဒီနှုတ်ထွက်မှာမဟုတ်လို့ less than 0လို့ရေးလိုက်မယ်ဘယ်အချိန်မှာနှုတ်ထွက်သွားရလဲဆိုတော့1ဒေါ်အခါ h less than 0ထွက်တဲ့အခါမှာနှုတ်ထွက်သွားတယ် and အနှုတ်ထွက်သွားတဲ့အကြောင်းလေးဆီမှာပြန်ကြည့်တဲ့အစင်မပြေမှာမရမှာဆိုလို့ရေးခဲ့ပါမယ် for h ညမှာဆီမှာ -1 လေးတွင်းလိုက်တာပါ -1 -3 ဒါကြောင့်အနှုတ်ထွက်တာပါ နော်စစ်စစ်နေတာဆိုတော့လေ and ပြီးတော့ဒီဘက်အပိုင်းကိုစစ်မယ်0နဲ့3နဲ့ကြားကိုစစ်မယ်เนาะဒီဘက်အပိုင်းမှာဆီယမက -1 တွင်းလိုက်တယ်ဒီဘက်အပိုင်းမှာ0နဲ့3နဲ့ကြားဆိုတော့ဆီယမ2လေးတွင်းကြည့်မယ် เนาะ x ညာမှာ2တန်မှုအတွင်းကြည့်မယ်အဲ့တော့2တွင်းနဲ့အာဒီမှာလာသွင်းမှာเนาะ2อ่ะ2တွင်းမယ်အဲ့တော့နှစ်နဲ့ထက်က4 4 4 16ဒါအရှိရဟာအပေါင်းပဲဒီမှာ2တွင်းမယ်2တွင်းတော့လေ -3 ရပိုကြီးနေတာပဲเนาะ3ကကြီးနေတာပဲဆိုတော့နှုတ်ကကြီးတာပဲဒါဆိုရင်သူကလည်းနှုတ်ဝဲထွက်မယ်အဲ့ဒါကြောင့်ဘယ်လိုရေးမလဲ f prime of a တန်မှုဒီ less than 0ပဲထွက်တယ်1ဘယ်အခါမှာလဲ0နဲ့ a less than 3 ဒီကြားထဲမှာလည်းသူကအနှုတ်ပဲထွက်တယ်နော်အဲဒီဘက်ကိုစစ်တော်လဲ minus ပဲဒီဘက်ကိုစစ်တော်လဲ minus ပဲပြောင်းလဲခြင်းမရှိဘူးနော် function အနေနဲ့ဆိုရင်ဒီဘက်ကလည်း decreasing ပဲဟိုဘက်ကလည်း decreasing ပဲ decreasing decreasing ပဲပြောင်းလဲခြင်းမရှိဘူးအဲ့ဒါဖတ်စာအုပ်ထဲကတော့တန်းပြီးတော့ဘာလို့ရေးလိုက်လဲ point of inflation inflation point ဖြစ်သွားပါပြီဆိုပြီးတော့တန်းရေးလိုက်တယ်ပေါ့နော်ဖတ်စာအုပ်ထဲမှာတကယ်တမ်းတော့အကြောင်းသားတွေကအဲ့မှာမရှင်းတော့ဘူး ဘာလို့လဲဆိုတော့ तू တန်းရေးလိုက်လို့ inflation point ဖြစ်ပါတယ်လို့တန်းပြီးတော့ဘာလို့ဒါဒါဆိုလို့ရှိရင် तू က fashion က increasing လည်းမဟုတ်ဘူး decreasing လည်းမဟုတ်တဲ့အတွက်ကြောင့် sanction သည် increasing decreasing တို့မချိန်တဲ့အတွက်ကြောင့်လို့ဒါ local minimum လို့လည်းပြောလို့မရဘူး local maximum လည်းမဟုတ်တော့ဘူးမဟုတ်တော့ဘူးဆိုရင်အဲ့ဒီအမှတ်ဒီဘာအမှတ်ဖြစ်သွားလဲဆိုတော့ inflation point ဖြစ်တယ်ဆိုပြီးတော့ answer ကိုတန်းတန်းထိုးလိုက်တာအဲ့တော့ဆရာမတို့ inflation point ဆိုတာဒီအဲဘလို့ဘလို့ theory မှာကျတော့ဘလို့မှတ်ခဲ့လဲဆိုရင် inflation point ရဲ့သဘောတရားကသူက function ကเนาะအဲ့ဒီအမှတ်ကနေ function ဒီ concrete app ပြောင်းသွားတယ်เนาะ function ဒီ concrete app concrete app ချိန်သွားတယ်အဲ့ဒီအမှတ်ရဲ့ဒီဘက်အချမ်းမှာဆိုရင် function က concrete down အဲ့အဲ့လို concrete တပြီ changes ရှိတဲ့အမှတ်ဂျာကအမှတ်ကို point ကိုဘာလို့ခေါ်လဲ inflation point လို့ခေါ်တယ်เนาะဒါနမူနာပြောတာเนาะဒီဘက်က concrete down ဖြစ်ကိုဖြစ်ရမယ်လို့ပြောတာမဟုတ် ဟိုဘက်က concrete app မဟုတ်ဘူးအဲ့တော့ concrete app concrete down ဒီလိုပြောင်းပြန်လဲရတယ်နော်တစ်ဖက်ကလည်း concrete down ဟိုတစ်ဖက်ကိုစစ်တော့လဲ concrete down ဆိုရင်ဒါ inflation concrete debt changes မဟုတ်တဲ့အတွက်ကြောင့်မလို့ inflation point မဟုတ်ဘူးလို့ပြောတာအခုကျတော့ changes ရှိတယ်ဆိုရင် inflation point ဖြစ်တယ်လို့ပြောလို့ရတယ်အဲ့တော့ concrete app concrete down ဖြစ်လားမဖြစ်လားသိဖို့ရအတွက်ကဆရာမတို့ကဘာလက္ခဏာနဲ့စစ်လဲဆိုလို့ရှိရင် f double prime လက္ခဏာနဲ့စစ်ပါတယ်အဲ့ဒီအခါကျတော့ f double prime လက္ခဏာသည် FW Brand ရဲ့တန်ဖိုးကဒီမှာ FW Brand ရဲ့တန်ဖိုးက greater than 0ဆိုရင်အဲ့ဒါ concave f FW Brand ရဲ့တန်ဖိုးက less than 0ဆိုရင်အဲ့ဒါ concave d ဒီလိုစစ်တယ်အဲ့ခါကျတော့ double brand เนาะ double brand ရဲ့တန်ဖိုးကအခုဒီမှာဆရာမတို့ double brand ရဲ့တန်ဖိုးဘယ်တန်ဖိုးထည့်ကြည့်မှလဲဆို double brand ထဲမှာဒီ -1 ကိုထည့်ကြည့်မှာเนาะ less than 0ကို အောက်ကိုစစ်နေတာဆိုတော့အဲ့တော့ဆရာမကတော့ဆရာမအနေနဲ့သာဆိုရင်ဒါလေးကိုထည့်ပြီးတော့ဖြေမှာပါတန်းပြီးတော့မသိနိုင်တဲ့အတွက်ကြောင့်เนาะဒီမှာ it is observed that ဆိုပြီးဒီတချောင်းနဲ့နဲ့ဆရာမမဖြေဘဲနဲ့တန်းပြီးတော့ဆရာမရေးအောင်မှာပါအဲဘာတွေရေးမှာလဲဆိုတော့ចောင်းသားနားလဲဖို့အတွက်ကိုပို့ပြီးတော့ဗောနော်အဲဆိုရင်ဆရာမကဒီအဲနောက်တစ်ခါဗောနော် it is observed that it is observed that ဒီအပေါ်မှာ ဟို first priority နဲ့လုတ်ထားတဲ့ဟာတကယ်တော့မပြေမပြေလေတာเนาะအဲ့တော့ it is observed that f double ဆီမှာ f double prime နဲ့မှာ minus 1 h less than 0အတွက်ကို minus 1 twin ကြည့်မယ်အဲ့ခါကျတော့ဘာလို့ရမလဲကြည့်ရအောင်ဒီနေရာမှာ minus 1 twin မယ် f double prime ရဲ့တန်ဖိုး f double prime of h ဒီမှာအဲ့မှာ minus 1 twin မယ်အဲ့ခါကျတော့ဆီမှာဒီနားလေးမှာ minus 1 twin ကြည့်မယ်ဒါလေးလား minus 1ဒီ h ကလည်း minus 1အဲ့ minus နဲ့ minus နဲ့ဆိုတော့ minus ပဲထွက်မယ် ဒီအရှိရ minus နဲ့ဆိုတော့ minus minus တွေ့တော့ plus ဖြစ်သွားပြီဒါကြောင့်အပေါင်းထွက်တာမို့လို့ greater than 0ထွက်မယ်ဒါကြောင့် f double prime of a t greater than 0ဖြစ်ပါမယ်ဘယ်အခါမှလဲဆိုတော့ one a stable less than 0မှာ and ပြီးတော့ f double prime of a s ကနော် f double prime of a s က0နဲ့3ကြားကိုဆီယမ်းမစစ်မယ်0နဲ့3ကြားဆိုတော့ဆီယမ်းမဘာထည့်လိုက်မလဲဆိုရင်2ထည့်လိုက်မယ် เนาะ2တန်ဖိုးလေးထည့်လိုက်မယ်အဲ့တော့0နဲ့3ကြားဆိုတော့2ထည့်မယ်2ထည့်တော့သူဘယ်လိုရမလဲကြည့်ရအောင် +2 ပေါ့เนาะ +2 ထည့်မှာဆိုတော့အဲဒီမှာ2ထည့်မယ်ဒီမှာလဲ2ထည့်လိုက်တော့ဒီနောက်က2 24ဆိုတော့-ထွက်မယ်ဒီအရှိရကြတော့အပေါင်းမယ်ဆိုတော့အပေါင်းနဲ့အနှုတ်နဲ့ဆိုတော့မြောက်လိုက်တော့အနှုတ်ထွက်မှာပေါ့နော်အဖြေရအဖြေရအနှုတ်ထွက်မယ်ဆိုတော့ less than ထွက်မယ်ဒါကြောင့် f double prime of h t less than 0ဖြစ်ပါမယ် 1ဘယ်အခါမှလဲဆိုတော့0 less than 8 less than 3မှာသူက minus ထွက်သွားတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး greater than 0ဆိုရင်ဆရာမတို့က f double prime တန်ဖို့ greater than 0ဆိုရင် concave f f double prime တန်ဖို့ less than 0ဆိုရင် concave down ဖြစ်တဲ့အတွက်ကြောင့် concave changes ဖြစ်သွားလို့အဲ့ဒီအမှတ်တီ inflation point ဖြစ်သွားပါတယ်เนาะဆရာမသားဆိုရင်အဲ့လိုလေးဖြေမှာပါ ဒါဒီဒီ apply or exit ထားတာကြီးเนี่ยဘာမှအဖြေမရပါဘူးမကြိုက်ပါဘူးပေါ့เนาะအဲ့တော့ဒါနဲ့ဒီကောင်တွေကဘာမှ decision ထွက်မလာဘူးဖတ်စာအုပ်ထဲကတွတ်ထားတဲ့အတိုင်းဒါဆီမှာနမူတက်ပြထားတာပါဖြည့်ပြထားတာပါ အဲ့ဒါကြီးတွေ့ပြီးသူကတန်းပြီးတော့ inflation point ဖြစ်တယ်ဆိုပြီးရေးပလိုက်တော့တာပေါ့နော်အဲ့တော့ဆ iam မအသာဆိုရင်တော့ဒါလေးဒီအဲဘာလို့ဘလို့တွေ့မှာလဲဆိုရင် after bay prime ကိုပဲစစ်မှာပါဟာဆ iam မဒီမှာ second derivative test ကို fail ဖြစ်တယ်ပြောပြီးတော့ဒါ second derivative test ဖြစ်တယ်ဆိုတာက greater than 0ဆိုရင် minimum point less than 0ဆိုရင် maximum point တန်းပြီးတော့သိရတာကိုပြောတာအဲ့ဒါဖဖေးဖြစ်တာကိုပြောတာအဲ့တော့ဒါ concatenate changes ရှိတယ်ဆိုတာကိုထုတ်ပြပြီးတော့ inflation point ဖြစ်ကြောင်းကိုကပြောသွားတာပေါ့เนาะအဲ့တော့ဒီမှာ greater than 0ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ concave app ဒီမှာ less than 0ဖြစ်သွားတဲ့ကြောင့် concave down ဒါကြောင့် concavity changes ရှိတော့ကြောင့်အဲ့တော့ဒီမှာ since နော် the function နော်ဒါဆီမှာအဆင်ပြေတယ်လို့လေးရေးလိုက်တာပါမရေးခြင်းလည်းရပါတယ် function the function has concavity changes နော် concatenability changes ရှိတယ်ဘယ်မှာရှိတာလဲဆိုတော့ at x is equal to 0မှာဒါကြောင့်အဲ့ဒီအမှတ်ကိုဆရာမတို့ကဘာလို့ခေါ်လဲ x tan mod 0 y tan mod ဘယ်လောက်ပါလဲဆိုတော့ y tan mod ရှာပြီးတွားပြီလေအဲ့ဒီမှာနော်3 y tan mod အဲ x tan mod 0မှာ y tan mod 7နော်0,7အဲ့တော့0,7အမှတ်တိ is ဖြစ်တယ် a inflection point အဲဒီလိုလေးဖြေးပေးလိုက်မယ်နော်အဲ့ဒါပြီးတော့ဆရာမပြီးပြီလားဆိုတော့မပြီးသေးဘူးတမှတ်ကြံသေးတယ်ဒီမှာ3 comma minus 20အတွက်စစ်ရအောင်မယ်နော်အဲ့တော့ဒီမှာဆရာမနောက်နောက်တမှတ်ကိုစစ်ပါမယ်3 comma ဘာအတွက်စစ်မှာလဲဆိုရင် minus 20အတွက်ကိုစစ်မယ် critical point နောက်နောက်တမှတ်ပေါ့နော်အဲ့တော့နောက်တမှတ်ကရော second derivative test fail ဖြစ်မှာလားမဖြစ်ဘူးလားမသိဘူးပေါ့နော် error ဆင်မဲ့ at x is equal to 3မှာ f double prime of x s double prime of 3ကဘယ်လောက်ရလဲဆင်မဲ့ error ဆင်မှာအရှိရနေနော် f double prime တန်မိုးလေးကို ပြန်ယူမယ် 12a square เนาะ 12a square minus 24x เนาะအဲ့တော့အမှ h နေရာမှာဘာထည့်မှာလဲဆိုရင်3ထည့်မယ်အဲ့တော့ကယ်ကူလေတာနှိပ်လိုက်မယ် h နေရာမှာ3ထည့်ပြီးတော့ တွဲ x ညာမှာ3ထည့်တယ်ပြီးတော့2ထပ်ပြီးတော့ minus 24 x ညာမှာ3ထည့်တယ်36ပေါ့เนาะ answer လေးက36ရတယ်အဲ့ခါကျတော့36ပေါ့เนาะ36 the less than 0 la greater than 0 la အပေါင်း36 greater than 0ပါဒါကြောင့်မို့လို့ဆံမရဲ့အဖြေလေးကဒါအရဒီခါတော့အောင်မြင်သွားတယ်ပေါ့နော်ဒါကြောင့်ဆံမစာလေးရေးမယ် therefore လို့ရေးခြင်းလည်းရတယ်နော်အဲ့ဒီ x tan bo က3 y tan bo က minus ဆံမစနာရှာတာ minus 20အဲ့တော့ x tan bo 3 y tan bo minus 20ဒီ is ဖြစ်တဲ့ greater than 0ထွက်တဲ့အတွက်ကြောင့်ဆံမတို့ f double prime tan bo greater than 0ဖြစ်သွားရင် အဲ့ဒီအမှတ်ဒီ minimum အမှတ် local minimum အမှတ် f table brine time ကို less than 0ဖြစ်ခဲ့ရင်အဲ့ဒီအမှတ်ဒီ local maximum အမှတ်လို့သတ်မှတ်တယ်သို့တော့ ဲ0နဲ့ညီသွားခဲ့တယ် after by or extra light လို့0နဲ့ညီသွားခဲ့တယ်ဆိုရင် test က fail ဖြစ်သွားတယ်เนาะအဲ့တော့အရှိအတမှတ်က fail ဖြစ်သွားလို့ concave app concave down နဲ့ဆက်တွက်ပြီးတော့ inflation point ဖြစ်ကြောင်းတတ်သိပြခဲ့တယ် concave app ဆိုတာကဘယ်အချိန်ဘလို့ဟာကို concave app လို့ခေါ်တာလဲဆိုတော့ f double prime or a stand ကို greater than 0 နော် concrete down ဆိုတာက f double prime or a stand ကို less than 0เนาะ fail ဖြစ်သွားတဲ့အချိန်မှာအဲ့ဒီအမှတ်ရဲ့အဲ့ဒီအမှတ်အောက်0အောက်3ညအောက်ငဲတဲ့အပိုင်းကိုစစ်ရတယ်တခါနောက်တခါ3ညထက်ကြီးတဲ့အပိုင်းကိုပဲစစ်လို့မရဘူးဂျားထဲမှာ point ဒီနှစ်မှတ်0နဲ့3မှုလို့0နဲ့3နဲ့ဂျားကိုစစ်ပေးရတယ်ဒါကြောင့်3ညအောက်ငဲတဲ့အပိုင်းရဲ့3ညနဲ့3နဲ့ဂျားရဲ့ကိုစစ်ပေးခြင်းဖြစ်တယ်เนาะဒီလိုစစ်တယ် ဲ့တော့ဒီအပိုင်းကိုစစ်တဲ့အချိန်မှာတုံညာအောင်ငယ်တဲ့အပိုင်းကိုစစ်တဲ့အချိန်မှာ FW Brown ကို Istanbul လေးကဘာဖြစ်သွားတာလဲဆိုတော့ greater than ဖြစ်သွားတယ်0ဖြစ်သွားတယ်ဒါကြောင့် con key app နော်ဒီဂျားကိုစစ်တဲ့အချိန်မှာ FW Brown ကို Istanbul လေးက less than 0ဖြစ်သွားတယ်ဒါကြောင့် con key down အဲ့တော့ con key app နဲ့ con key down နဲ့ competitive ချင်းချက်ရှိတယ်ဒီဘက်ပိုင်းရကွန်ကေ app ဒီဘက်ကြားကွန်ကေ down ကွန်ကေ delivery ချင်းချက်ရှိသွားတဲ့ကြောင့်ဒီအမှတ်ကိုဆံမားတို့ inflation point လို့သတ်မှတ်ခဲ့လိုက်တယ်သတ်မှတ်ခဲ့ရတယ်ပေါ့နော်ဒါရှိရဟာကိုဆံမားပြန်ပြီးနောက်တစ်ခေါက်ပြန်ကြော့ပြီးရှင်းတာပါအဲ့တော့အခုအတွက်ကတော့ဒီအမှတ်လေးဒီဘာအမှတ်ဖြစ်မလဲ greater than ထွက်တော့ local minimum เนาะ is a local minimum เนาะแกဒါဆိုရင်ဆံမားတို့ပုံစံလေး ja, bitte mal, ne? No?